မေလ15ရက်နေ့အကျွန်တော်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါပြုသမျှသောကုသိုလ်ကောင်းမှုတို့သည်ညစ်သောအဝိထင်နှင့် တူကြပါ၏ဟေရှာယအနာဂတ်တိကျမ်းအခန်းကြီး64အခန်းငယ်6တမန်ကျမ်းစာတွင်ဆိုထားသည်မှာကျွန်တော်တို့ဤဖြောက်မဲ့ခြင်းဟုသည်ဖျားသခင်၏စံနှုန်းနှင့် လုံးဝမကန့်ညီနိုင်ကြလျက်ရှိပြီးဖျားသခင်၏ရှိတော်မှောက်တွင် အဝိစုပ်ပမာဒရှိပါသည် အသေးစားဆုံးကိစ္စတစ်ရက်မှာကျွန်တော်တို့လူသားများအနေဖြင့်ဖះသခင်ကိုကြည်နှံ့စေနိုင်မည်လုံးဝဖြောင့်မတ်သောစင်ကြယ်တန်ရှင်သော ကောင်းမွန်ပြည့်စုံသော အခြေအနေကိုဖန်တီးပေးနိုင်မည်မဟုတ်ပေ။တနေ့တွင်ကျွန်တော်ဇနီးကအဖြူရောင်ဝတ်စားများကိုရှော်ဖုတ်ပြီးလှမ်းထားရာနေအောင်ကြားမှထူဖြူစွတ်တန်ရှင်နေသောအဝတ်ထည်များသည်ဒီပေါ်သို့ကြာဆင်းလာသော နှင်းဆက်များကဲ့သို့လုံးဝဖြူစွတ်မနေပဲညနေတကယ်သို့တွေ့မြင်ရပါသည်။ ထို့ကြောင့်ကျွန်တော်တို့ဘဝသည်လူချင်းဝယ်ရပြည့်စုံကောင်းမွန်သည်ဟုဆိုနိုင်တော့လေဖျားသခင်၏ဖြူစင်မှုတန့်စင်မှုတို့နှင့်နှိုင်းရှင်လိုက်လျက်ညစ်ထင်းနေသောအခြေအနေရှိနေပါသည်ထို့သောအဖြစ်များနှင့်ပြည့်ရှံနေပြီးကျင့်ဝတ်အားနည်းနေသောကျွန်တော်တို့ကိုဖျားသခင်ကချစ်ပါသည်ထို့ကြောင့်လည်းကျွန်တော်တို့ဖြောင့်မတ်ခြင်းရရန်အတွက်သားတော်သခင်ယေရှုကိုကားတိုင်ပေါ်တွင်အသေးခံစေခဲ့သည်မဟုတ်ပါလားယနေ့အတွက်ဆုတောင်းချက် ုရားသခင်ရဲ့ဖြူစင်တန်ရှင်းမှုနဲ့ဆိုင်ကျွန်တော်ဘောဟာညစ်သေးမဲညစ်နေပါတယ်ဒီနေ့မှာကျွန်တော်ကိုတန်ရှင်းစေတော်မူပါသခင်ယေရှုအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုယေရှုအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်မိခင်ဗျာ